မင်္ဂလာပါရှင်မွေတောက်ချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလ19ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မွေတောက်ချန်နယ်ကို subscribe နဲ့ like ရန် share လုပ်ပေးပါရှင်ပြည်တဲ့ကြီးတမတော်စစ်ကြောင်းတွေနဲ့ပူပေါင်းပြီးတော့နေမြေရှမ်းလင်းရဲ့ရှင်နေရဲ့ဒေါ်တရာရွတ်မွန်ဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေဟာ စိုးရအိုးဆောင်နဲ့နထိုးကြီးမျိုးနဲ့ PDF အဖွဲ့တွေအခြေပြုလှုံရှားနေတဲ့ရွာတွေကိုတခုပြီးတခုသိမ်းပိုင်လျက်ရှိနေရာပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာတော့နေကြံတဲ့နထိုးကြီးမျိုးနယ်တို့ကိုချိတ်ဆက်ထားတဲ့ကားလမ်းမကြီးပေါ်ရှိရွာနေရွာကိုအောင်မြင်စွာထပ်မံသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။တမတော်စစ်ကြောင်းတွေနဲ့ရဲကောမန်ဒိုအဖွဲ့တွေအပြင်ဒေါ်တိရာရုံမုံဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေဟာအော်တိုဘာလ18ရက်နေ့က နယ်မြေရှင်လင်းကျင်းအတွင်မြင်းကျန်တဲ့တထိုးကြီးမျိုးနယ်တို့ကိုချိတ်ဆက်ထားတဲ့ကားလမ်းမကြီးပေါ်ရှိကုန်းတာရွာနဲ့တာယာကုန်းရွာကိုထပ်မံသိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒေါ်တရာရုံမွန်ကအောက်တိုဘာ18ရက်နေ့တုန်းကမြင်းကျန်တဲ့တထိုးကြီးကားလမ်းပေါ်ကရွာတွေကိုထပ်မံရရှိခဲ့တယ်။ကုန်းတာရွာနဲ့တာယာကုန်းရွာကိုထပ်မံသိမ်းပိုင်းရရှိခဲ့တယ်။အဲ့ဒီ PDF အမေကန်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ drone နဲ့အကြမ်းမာကားတွေကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်။ ဒေါ်သေးရရွမုံဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေဟာခမာယ15ခမာယ420စစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးတော့နေမြေရှင်းလင်းနေခြင်းဖြစ်ရာနတို့ကြီး PDF လက်နက်ကင်အဖွဲ့တွေအခြေပြုလှုံ့ဆော်နေရင်ရွာကြီးရွာနဲ့ကန်နောင်းရွာတို့ကို အော်တိုဘာလ14ရက်နေ့မှာအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက်၃ရက်အကြာမှာတာယာကုန်းရွာနဲ့ကုန်းတိုင်ရွာကိုထပ်မံသိမ်းပိုက်နိုင်ကြာဖြစ်တယ်လို့သိရပါတယ်ဒေါ်တိရာရွမုံဦးဆောင်နဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေနဲ့ ဒမ်မရော့စစ်တောင်းတွေကအော်တိုဘာလ14ရက်နေ့ကနေအော်တိုဘာလ18ရက်နေ့အထိမြင်းကြံတဲ့နထိုးကြီးမျိုးနယ်တို့ကိုချိတ်ဆက်ထားတဲ့ကားလမ်းပေါ်ရှိရွာသားကြီးရွာရွာသေးရွာကန်နှောင်းရွာရိုးမရွာကုန်းတာရွာနဲ့တာယာကုန်းရွာတွေကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စိုးအောင်ဦးဆောင်တဲ့နထိုးကြီး PDF အဖွဲ့မိုက်ကဲဦးဆောင်တဲ့မြင်းကြံ PDF အဖွဲ့တွေဟာအလူကန်ကောင်းအောင်လို့လူမှုကွန်ရက်တွေမှာလေကြီးမိုးကြီးပြောဆိုနေပေမဲ့ လက်တွေ့နေပြင်တိုက်ပွဲတွေမှာတော့ကိုရိုင်းဦးဆောင်တိုက်ခိုက်ခြင်းမျိုးမရှိပဲထွက်ပြေးနေရလို့သိရပါတယ်။ဒေါ်သေးရာရွမုံဦးဆောင်နဲ့မြင်းချံပြည်သူစစ်အဖွဲ့တွေနဲ့တမရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အဟုန်ကိုတောင်းခံနိုင်ခြင်းမရှိပဲစိုးအောင်ဦးဆောင်နဲ့နှထိုးကြီး PDF အဖွဲ့တွေဟာရွာတွေစခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရတာကြောင့် PDF နဲ့ကင်အဖွဲရိအနေနဲ့စိတ်တက်ကြဆင်းမှုများစွာဖြစ်ပွေရှိနေပါတယ်။မြင်းကြံခရိုင်အတွင်းနေထိုင်သူတအိုက ။နထိုးကြီးမြို့နယ်အတွင်းက PDF အဖွဲ့တွေအခြေပြုနေတဲ့ရွာတွေကိုမတ္တရာရွတ်မုံဦးဆောင်တဲ့ပြည်သူစစ်အဖွဲ့တွေနဲ့တပ်မတော်စစ်ကြောင်းတွေဝင်ရောက်ပြီးတော့နေပြည်တော်ရှယ်လင်းနေရာကြာမိရဲ့မြင်းချံမှာမိုက်ခဲနဲ့ဘလက်တိုက်က PDF အဖွဲ့တွေဟာသူတို့စုံမိုးထားတဲ့ရွာတွေစက်ခန်းတွေတကူပြီးတခုလက်လွတ်ဆုံရှုံရှာမှုနဲ့အတူအရှက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ကြရင်အခုတော့စိုးအောင်အလဲထင်းနေတောင်းလေးရဲ့အတွဲမှာပဲမြင်းချံနထိုးကြီးကာလန်ဘေးနာက အတော်ကြီး PDF အဖွဲတွေစုဖွဲ့လှုပ်ရှားနေရရွာတွေကိုမြင်းကျန်မြေသူစေအဖွဲတွေကတရွာပြီးတရွာအသိန်းခံရတဲ့ကြားမိရဲဆိုပြီးတော့ပြောပါတယ်။အော်တိုဘာလ18ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကုန်းတိုင်ရွာနဲ့တာယာကုန်းရွာတိုက်ပွဲတွေမှာဆိုရင်မြင်းကျန်မြေသူစေအဖွဲတွေရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့်အတော်ကြီး PDF အနေကင်အဖွဲတွေဟာဖယိုဖယန်းနဲ့စုတ်ခွာထွက်ပြေးနေမှုတွေကိုအခုလိုမျိုးတွေးမြင်ရမှာဖြစ်ပါတယ်။ တိယယူမှုဦးဆောင်တဲ့မြေကြံပြည်သူစစ်အဖွဲ့တွေဟာ PDF အမေကန်အကြမ်းဖက်အနေကိုင်အဖွဲ့တွေကိုမြေပြင်စစ်ကြောင်းတွေအပြင်ဒုံးတွေအသုံးပြုတိုက်ခိုက်ခဲ့ရာ PDF အဖွဲ့တွေအထူးကအကြဆုံးများခဲ့တယ်လို့သိရပါတယ်။ဒတိယယူမှုဦးဆောင်တဲ့မြေကြံပြည်သူစစ်အဖွဲ့နဲ့တမ်ရော်စစ်ကြောင်းတွေဟာအော်တိုဘာလ18ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင် PDF အမေကန်အကြမ်းဖက်အနေကိုင်အဖွဲ့တွေရဲ့ဒုံးနဲ့အကြမ်းမာကားတွေကိုလည်း ဒရုန်းနဲ့အခုလိုမျိုးတိုက်ခိုက်ချိန်မုန်းခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ် င်းတက်ခရိုင်အတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်တမ်မတော်စစ်ကြောင်းတွေနဲ့ဒေါ်တရာရွမုံဦးဆောင်နဲ့မြင်းကျန်ပြည်သူစစ်အဖွဲ့တွေရဲ့ထိုးစစ်ကိုမိုက်ခဲဦးဆောင်နဲ့မြင်းကျန်ဘလက်တိုက်က PDF အဖွဲ့စိုးအောင်ဦးဆောင်နဲ့နထိုးကြီး PDF အဖွဲ့တောင်တာပကဖအဖွဲ့တွေအပါအဝင်မြင်းကျန်ခရိုင်အတွင်ရှိအကြံဖက်လက်နက်ကိုင်အဖွဲ့တွေပူပါခုခံဖို့ကြိုးပမ်းခဲ့ပေမဲ့အောင်မြင်မှုမရှိပဲ၎င်းတို့ရဲ့စခန်းတွေရွာတွေတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးနေရတာလည်းဖြစ်ပါတယ် ဒေါက်တာရွံ့မွန်ဦးဆောင်တဲ့မြင်းကြံပြည်သူစစ်အဖွဲ့တွေဟာပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းမှာညောင်ပင်ရွာကြီးကိုအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်းရထိုးကြီးမြို့နယ်ဆယ်ပင်ရွာအနီးရှိ PDF နဲ့ကိုင်းအဖွဲ့တွေနဲ့စက္ကန်တွေကိုတမ်းမတော်စစ်ကြောင်းတွေကထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မြင်းကြံပြည်သူစစ်အဖွဲ့တွေတမ်းမတော်စစ်ကြောင်းတွေနဲ့ရဲကွန်မန်ဒိုအဖွဲ့တွေပူးပေါင်းပြီးတော့မြင်းကြံရထိုးကြီးမြို့နယ်တွေအတွင်း နယ်မြေရှင်းလင်းခဲ့ရအောင်မြင်မှုတွေရရှိနေပြီးတော့အော်တိုဘာလအတွင်းမှာ PDF အမေကန်အကြမ်းဖက်လက်နက်ကင်အဖွဲ့ဝင်အ ਨੇ ဆုံး100ခန့်ထိခိုက်ကြဆုံးပွဲရှိနေပါတယ်။ပြည်သက်ကြီးရင်မြင်းချန်နဲ့အထိုးကြီးမျိုးတွေကိုချိတ်ဆက်ထားတဲ့ကားလန်းနားမှာရှိနေတဲ့ကုန်းတာရွာနဲ့တာယာကုန်းရွာတွေကိုဒေါ်တိရာယူမုံဦးဆောင်တဲ့မြင်းချန်ပြည်သူစစ်အဖွဲ့တွေက drone တွေနဲ့တိုက်ခိုက်ချိန်မုံမှုရုပ်တံဖိုင်ကိုလည်းထပ်မံပြီးတော့ဖော်ပြလိုက်ပါတယ်ရှင်။